အားလုံးပဲမင်္ဂလာပါအခုမြင်တွေ့နေရတဲ့နေရာလေးကတော့ Kip Garden လို့ခေါ်ပါတယ်။သူ့ရဲ့တည်နေရာကတော့ South Australia Mount Gambier မြို့ရဲ့အလေးပခုမှာရှိပါတယ်။ဒီ limestone စင်ဟိုကို1845ခုနှစ်မှာဥရောပသားတွေကပထမဦးဆုံးရှာဖွေတွေ့ရှိခဲ့တယ်။အဲ့ဒီအချိန်တုန်းကတော့ရေထွက်နေတဲ့အရင်အမြစ်ဖြစ်နေသူတို့အသုံးပြုခဲ့ကြပါတယ်။ဒီစင်ဟိုဟာဆိုရင် 28မီတာအနက်ရှိပြီးမှမိုးရာသီမှာဆိုရင် ရေတကုန်ပုံစံမျိုးနဲ့ရေစီးဆင်းတာကိုမြင်တွေ့ရမှာဟုတ်ပါတယ်1890ခုနှစ်မှာ အစိုးရကနေထိန်းသိမ်းတဲ့ဥယျာဉ်ဖြစ်တဲ့သတ်မှတ်ခဲ့ကြပါတယ်1906ကနေ1930ခုနှစ်အတွင်းမှာတော့ဒီဟာကိုအလဆင်မှုတွေပြုလုပ်ခဲ့ပါတယ်ပြီးတော့2000ခုနှစ်မှာ Cape Garden ကို ပြည်နယ်အမွေအနှစ်အဖြစ်နဲ့သတ်မှတ်ခဲ့ပါတယ် ဲအခုဟာအောက်ကိုဆင်ကြည့်ရအောင်အခုမြင်နေရတာကတော့လူတွေပေါ့နော်ကောင်းကောင်းမွန်မွန်လေးကြည့်လို့ရအောင် platform လေးတွေနဲ့သူတို့ safety အတွက်အလိုမျိုးလုပ်ထားပေးတာဟုတ်ပါတယ်ဒီမှာဆိုရင်အပီလေးတွေလည်းအများကြီးစိုက်ထားတယ်ပေါ့နော်ဒီမိုးရဒီမှာဆွင်တော့ရေတခုလိုဖြစ်တယ်ဆိုတော့အဲ့ချိန်ကျတော့ပိုလာမယ်လို့ထင်တာပဲ real life တော့အခုဒီကနေကြည့်လိုက်တော့အရန်လာတာပေါ့နော်ဒီကတကယ်မြို့အလေးကောင်းမှာဟုတ်တယ်ဒီနေရာက မြို့လို့မထင်ရအောင်ပေါ့နော်ကိုသာမသွားဖြစ်ဘူးဆိုရင်တော့တိမမဟုတ်ဘူးပေါ့ဒီဘေးနားမှာဆိုရင်ဘန်တွေအဲ့လိုမျိုးစားတော့ဆိုင်တွေကားလမ်းမကြီးဘေးနားမှာသူကတရားပေါ့နော်သူတို့ဥယျာဉ်ဖြစ်နေလောက်ခဲ့ရဆိုတော့လေနော်အခုဒီကနေဆင်းသွားရမှာပေါ့ဆင်းပြီးမှတွက်ကြည့်ရမှာဒီနေရာကကြတော့24နာရီလုံးဘသူမဆိုလာပြီးမှဝင်ရောက်ကြည့်ရှုလို့ရတယ်ပြီးတော့ entry fee ကလည်းပေးစရာမလိုဘူးလေနော် အရန်ကို အောင်းအောင်းဆီရကောင်းတယ်ပေါ့နော်နေရာလေးကအရန်လာတယ်တပ်ပုံတွေလာရိုက်ကြတဲ့လူတွေဆိုအများကြီးလာကြပေါ့နော်ဒီရိုက်ထားတဲ့ချိန်တော့ဘယ်သူမှမရှိဘူးရဲလိုက်သွားတဲ့ချိန်ကကြတော့တော်တော်လေးဒီနားကလည်းနေကြည့်လို့ရတယ်သူက29မီတာအနက်ရှိရဆိုတော့တကယ်နဲ့တယ်ပေါ့နော်ဟိုးအပေါ်ကနေချိနေဆိုတော့တော်တော်နဲ့တာဟုတ်တယ်မမြင်ရတော့ဒီအောက်ကိုဆိုနေနေမောင်းနေသလိုဖြစ်တယ်ပေါ့နော် ကိုကဒီအနီးနားအနေနဲ့တွက်ကြည့်မှမယ်နည်းနည်းလေးတွေ့ရတယ်သူကအထင်းမှာတော့ဘာမှတော့မရှိတော့သူကဒီတိုင်းပဲဘယ်လိုခုံးမလဲအဲ့မှာအပင်မြက်ကလေးတွေပေါ့အဲ့ဒီဟာတွေပေါက်လာကိုကပေါ်နေဆိုသူးသူးဆန်းဆန်းဖြစ်နေတာဗောနော်ကိုကမတွေ့ဘူးတော့ဒီဟာတဘာဝအတိုင်းဖြစ်နေတာအော်အော်ဆရာတော့တော်တော်ကောင်းတယ်ဒီမောင်ကင်ဘီယာမှာဒီလိုမျိုးတဘာဝဒီ limestone တွေပေါ့နော်အခုလိုမျိုးဟာတွေနေအများကြီးရှိတယ် အများကြီးရှိတယ်ပြောတော့သူကဒီမြို့ကအဲ့ဒီမိတောင်ပေါက်ကွဲထားတဲ့နေရာတွေဘာလို့လဲသူကနာမည်ကြီးတဲ့မြို့ပေါ့နော်ခုသာဆွင်ထုံးကြောက်ပေါ့လေနော်ထုံးကြောက်ရလပ်တို့ဒီအောင်အနီးကရိုက်ထားတာဟုတ်ကဲ့ပါဗီဒီယိုတော့အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်လို့ဩစတြေးလျကိုရောက်ဖြစ်ခဲ့ရင်ပေါ့နော်ဆောက်ဩစတြေးလျမောင်ကင်ပီယာကိုလာလေကြပါလို့အားလုံးဖိတ်ခေါ်လိုက်ပါတယ် See you bye bye